ားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစက်တဲ့ချက်မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်တံပြီးတော့ဖိုင်တဲ့ရောငလျင်ဘေးနဲ့နှွေဦးတော်လန်ကြီးတစ်ခုရဲ့အကျိုးသက်ရောက်မှုကိုနိုင်ရှင်ပြလာတဲ့စီတလုံးမောင်ဖွင့်ရဲ့ရုပ်တံပြီးတော့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီဗီဒီယိုမှာစီတလုံးမောင်ကဘလို့အကျိုးသက်ရောက်မှုတွေကိုနိုင်ရှင်ပြထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအတူပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ီးရတော့ကျွန်တော်နည်းနည်းလေးငလျင်နဲ့ကျွန်တော်တို့ဒီရူးဒေါ်လာရေးအကြောင်းလေးကိုနှစ်ခုနှိုင်းရှင်တဲ့ကျွန်တော်ပြောချင်တယ်ကျွန်တော်နည်းနည်းလေးဟောလို့ချင်တယ်ပေါ့မက်ဆေ့ပေးချင်တယ်ပေါ့နော်အဲကျွန်တော်တို့ရူးဒေါ်လာရေးကိုလင်းနေကြောင်းမနေ့တည်းရှိပြီပေါ့နော်ကျွန်တော်တို့ရူးဒေါ်လာရေးကိုကျွန်တော်တို့ဆင်ွဲခဲ့ကြတာဆိုတော့ဒီနေရာမှာ ကျွန်တော်တို့ကအခုလက်ရှိအနေထားအရဘာတွေဖြစ်လာလဲဆိုတော့အုတ်ချုပ်တဲ့အုတ်ချုပ်ပါတယ်ဆိုတော့ဒီအချက်ပဲမဲအောင်လိုက်ကစောစီကမ်းရှိဘူးဗျာအရှင်းပြောရရင်စီကမ်းရှိဘူးဗျာဒီကောင်လူစိတ်နည်းနည်းလေးပါကမရှိရနိုင်ငံရေးပြည်ပကဖြစ်နေတဲ့ဒီပြည်တွင်းစစ်ကြီးတဲမှာဒီဘက်ကဘေးရန်ကြီးကြောက်ရွံ့နေချိန်တော့ကြောက်ရွံ့နေတာတောင်မှသူ့အနေနဲ့ကလူရဲ့ စိတ်လူရဲ့ကျင့်ဝတ်ကိုမရှိတဲ့အခါကျတော့ကျွန်တော်တို့ကဘာမှငဲ့ကွက်ထောက်ထားနေစရာမလိုတော့ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိမဲအောင်လန်ရဲ့ဒီအကြမ်းဖက်ဆက်တက်အုပ်ချုပ်နေတဲ့ကာလပတ်လုံးတော့ကျွန်တော်တို့ဘယ်လိုမျိုးဘေးဥပ္ပဒုက္ခတွေပဲဖြစ်ပေါ်ပြီးကြာရောက်ပါစေပြည်သူတွေဘယ်လောက်ကြီးပဲထိခိုက်ခံစားရပါစေကျွန်တော်တို့ဒီထက်ပိုတဲ့ပြီးတော့မှ ခံစားရဖို့ရှိပါတယ်ကျွန်တော်တို့ခံစားရတဲ့သူတွေတော့မှပြန်ထည့်ပြီးတော့မှလန်ထူလာအောင်เนาะကျွန်တော်ကုညီပတ်ဖို့ပေးနိုင်တဲ့ပြန်လဲထူထောင်ရေးကာလကိုတော့မှမင်းအွန်လိုင်းလို့လုတ်ဆောင်မပေးနိုင်ဘူးဗျဟုတ်ဒီတဆိုးပဲရှိနေကျွန်တော်တို့ကဆိုတော့အခုတော်လိုင်းကြီးအတော်တွင်းထဲမှာနှစ်ပေါင်းတရာကျော်မဖြစ်ခဲ့ဘူးတဲ့ဒီငလင်းရင်ဒီလိုကြီးစားကြီးမလုတ်ခဲ့ဘူးတဲ့အနေထားမှာဒီနေ့ကျွန်တော်တို့ တော်နေတယ်တော်လည်းကြီးလမ်းကြောင်းအပေါ်မှာဒီတဘာဝဘေးတွေကြာရောက်လာခဲ့တဲ့ခါကြတော့ကျွန်တော်တို့နိုင်ငံတကာမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရောပြည်သူလူထုတွေရောအားလုံးပေါ့ဗျာနော်ပြည်သူမှာရှိနေတဲ့ပြည်သူလူထုတွေရောအားလုံးပေါ့ကျွန်တော်တို့ကဒီတဘာဝဘေးအန္တရာယ်ဒီငင်းငင်းကိစ္စကြီးနေပဲကျွန်တော်တို့ကတခမ်းရက်တော့မှာလားဒီတိုင်းမဲ့ထားကြတော့မှာလားဖိထားရင်တော့ကျွန်တော်တို့နောက်ကြုံတွေ့ရမယ်ကျွန်တော်တို့ဒီတဘာဝဘေးအန္တရာယ်အများကြီးကြံပါသေးတယ် မတို့ကျွန်တော်တို့ရဲ့ဘဝတွေကခင်ဗျားတို့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ဘဝတွေကဒီမြင်းလေးလေးကိစ္စကိုပဲကျွန်တော်တို့ဥစားပေးဆောင်ရွက်နေမယ်တောင်းနေမယ်ဆိုရင်တော့ခင်ဗျားတို့ဘယ်တော့မှကျွန်တော်တို့ဒီလမ်းမြောက်မှာပေါ့လုံးပါပါမှုပဲရှိရောတကယ်လို့တော့ကျွန်တော်တို့တော့ဒီနေ့ဒီချိန်မှာကိုလိုကျွန်တော်တို့ပြည်သူတွေလိုချင်နေတဲ့ကျွန်တော်တို့ခွင့်ရေးဒီမစင်းနဲ့ဖက်ထရယ် ဘူဝါဒတွေကိုကျင့်သုံးနေနိုင်တဲ့အစိုးရတရားတာပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့ဘလို့ကြီးပဲတဘာဝဘေးအန္တရာယ်ကြီးကြောက်ကြောက်ကြောက်ပြာကျွန်တော်တို့ကဲဆက်ကူညီပေးမယ်ထောက်ပံ့ပြီးတော့မှပြန်လည်ထူထောင်ပေးမယ်လူအတိုင်းဝိုင်းနိုင်ငံတကာအဖွဲ့အစည်းအများကြီးရှိတယ်အခုကြည့်ဗျာကျွန်တော်တို့ဒီမြင်းငင်းတဘာဝဘေးအန္တရာယ်ကျွန်တော်ကြောက်လာတဲ့ချိန်မှာပြည်သူတွေပေါင်းတော့များစွာဘုရားရောက်ကြပြီပြည်စည်းတည်ကြပြီနိုင်ငံတကာကလည်းပါ ပြည်သူတွေရဲ့မျက်နှာကိုချိန်ပြီးတော့သူတို့လာရောက်ပြေးခဲ့ကြပါလားဒါပေမဲ့သူရဲ့ပြည်သူကတကယ်မြေပြင်မှာခံစားနေရတဲ့အပေါ်မှာပြန်နေရဖို့တကယ်လက်တွေ့ကြုံတွေ့ခံစားပြစ်ဆက်လဲရတဲ့ဒုက္ခတွေရဲ့တစ်ထက်ကိုဒီကူညီမှုတွေကမရောက်တော့ဘဲမဲအောင်လည်းတို့ရဲ့တစ်ထက်မှာပဲမဲအောင်လည်းတို့အတွက်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တခုတော့ပြန်တော့တွေးမိတယ်ပေါ့ဟောနိုင်ငံကကူညီပေးလာတဲ့ပစ္စည်းတွေ ဒုက္ခသည်တွေအတွက်ကုညီဆောက်ရှောက်မှုပေးလာတဲ့အရာတွေအားလုံးကထိုနိုင်ငံသားတွေကိုလာတက်တာပါလို့ကျွန်တော်ကတွေးမိတယ်ဗျာ။ကျွန်တော်တိုင်နိုင်ငံလုံးမှာရှိတဲ့ဒီလူတွေဒီဘက်ရောက်နေတဲ့နိုင်ငံသားတွေနဲ့နည်းနည်းလေးစင်ကာပူတရားလေးနဲ့တုံ့ပြန်ပြီးတော့မှချစ်ချင်ခဲ့ပြီးတော့မှဒီမြင်းကလေးကိစ္စလေးကိုစဉ်းစားပေးစီချင်ပါတယ်။ကျွန်တော်တို့တော်လည်းရင်းနဲ့မြင်းကလေးကတော်လည်းရအရင်ရှိကြည့်တယ်လို့ကျွန်တော်မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုမြင်းကလေးရဲ့ ်ပြောင်းသွားတဲ့အချိန်ကာလမှာကျွန်တော်တို့ပြည်သူလူထုတွေတော်တော်များများကိုယ်အိမ်တွေဆုံးရှုံးပျက်စီးသွားရတာကြီးကျွန်တော်ကျွန်တော်တို့အားလုံးအသိပါတော်လည်းကလာပါလေမဒီဒီနေ့တာလုံးလုံးကျွန်တော်တို့ပြည်သူတွေစစ်တော်စီရင်မတရားရက်စက်ချင်းချုပ်မှုတွေကြောင့်ပေါ့နေပေါင်းမြို့ပေါင်းရွာပေါင်းများစွာဒီရှုပ်ဖြစ်စီခံခဲ့ရတယ်မြို့တက်တွေကိုပေးခဲ့ရတယ်အများကြီးအသက်ခံခဲ့ရတယ်เนาะဘယ်တော့ဒီရက်စက်ရုပ်ပါခဲ့ရလဲဆိုတာလည်းခင်ဗျားတို့အတွေ့ပါ ကတိရမှာကျွန်တော်တို့နှစ်ခုနိုင်ရှည်ကြမယ်ဗျာဒီငလီငါပေးတဲ့ဒဏ်ကြောင့်မို့ကျွန်တော်တို့ဒီခံစားခဲ့ရတယ်စစ်ကပေးတဲ့ဒဏ်ကြောင့်မို့ကျွန်တော်တို့ဒီခံစားခဲ့ရတယ်ခင်ဗျားဆင်ရူတရားလေးအတိတရားလေးရဲ့ဘုရုဒ္ဓလေးနဲ့နိုင်ရှည်နေပြီးတော့ကျွန်တော်တုံးတက်ပြီးတော့ပါဖြစ်တဲ့ဖြစ်လိုက်တာကိုညင်ဦးဆုံးဘုရားဒီမျိုးစီခြင်းနဲ့ဖြစ်စီခြင်းနဲ့ဆက်တာနဲ့ကျွန်တော်ပြောတာပါ။ငင်းငင်းလုံးလေးလို့ထိခိုက်တော့တဲ့ပြည်သူတို့ချို့ဆုံးရှုံးတော့တဲ့ပြည်သူတို့ချို့တည်ကြည်တော့တဲ့ပြည် တွေရှိပါတယ်ဆိုတော့ဒီရေပေါ်လာတော့ဒီတော့ကြာပြီပေါ့ဗျာနော်ဒါပေမဲ့ပစ္စည်းနဲ့ပတ်သက်လို့ကိုယ့်ရင်နဲ့ပတ်သက်လို့ပစ္စည်းဆုံးရှုံးသွားတဲ့နေရာမှာကျွန်တော်တို့တေချာပြန်ထည့်ပြီးတော့မှသုံးသက်ချင်မယ်ဆိုရင်အိုးရင်ပြစီသွားပြီမယ်သူတို့ရဲ့ကြော်ချမ်းသာမှုရွှေငွေရတနာလက်ဝဲတောက်တာပြင်းများတွေကပြန်ရတယ်ဗျပြန်ရတယ်သူတို့မှပြန်တယ်မှနလန်ထူနိုင်တဲ့အတိုက်တာရှိရှိသေးတယ်ဗျပြီးတော့သူတို့မှဝင်လဲကျန်သေးတယ်အဆောင်ပြူသွားပြီမယ်အိမ်ပြူသွားပြီမယ် ်ဝင်းနေချက်သေးတာဖြစ်တဲ့အတွက်တို့ကဘုံမပြောက်ဘူးပေါ့နော်စားဖို့တော့ဘုံလည်းပူစရာမလိုဘူးဗျာနိုင်ငံတကာအတိုင်းဝင်းကနိုင်ငံတကာအတိုင်းဝင်းမပါမပါဘဲနဲ့တော့မှကျွန်တော်ပြည်တွင်းနေပြည်တွင်းပြန်ကျွေးသွားတဲ့အခြေအနေမှာကျွန်တော်တွေ့ရတယ်ကဲတော့မီကျွန်တော်မြင်ကလေးမှာတော့ကျွန်တော်တို့ကတော့ဟုတ်ပြီကျစီဆုံးရှုံးမှုတွေပေါ်များပြီးတော့မှကျွန်တော်တို့ကတော့ဆုံးရှုံးသွားခဲ့ပြီဒါပေမဲ့ဆုံးရှုံးသွားတဲ့အင်းကြီးကိုခံစားရတဲ့ဒုက္ခသူကြီးကသူ့ရဲ့ပိုင်ဆိုင်မှုကိုချုပ်လို့ရမှုသူတို့ကြီးကျေရလိုက်ကြတယ် 好，肯定、哦哦、要来你嘛。我这确实有些，你那买车要来五块钱呐，几千的，五元的，好、哦。我这正好是旧的，这个五年前的旧的，还是有度的。现在买下来价了，五也不好，五现在不高嘛。现在五元几少路价的，现在空调、哦、路价的。你看你能给啥了？真皮的，肯定要从东北几百出。好，这个东西不讲，不讲，你多少老板也是不讲，也是不给两个。 တဲ့ကျွန်တော်တို့2021ခရီးဆိုတော့စခဲ့တယ်တော်လည်းရေကာလာပါကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးကြီးစီးစိမ်ပစ္စည်းဆုံးရှုံးခဲ့ရတာပြန်ပြရအောင်ပြန်ပြန်ပြရအောင်နော်ပြန်ပြရပါဦးဟာလို့ပါတော့ပါလေနောက်ထပ်ဝင်နေဆိုလို့ရှိရင်တရိတ်ခဲ့တယ်ဒီပြည်သူပိုက်အိမ်ဝင်နေယာရီဆိုလို့ရှိရင်ပြန်ရဖို့မသိချပါဘူးဘာဖြစ်လဲဆိုတော့စက်ကောင်စီကမိတိုက်ပြီးတော့ဒီနေရာတွေကိုစက်ကောင်စီကချိတ်ပိတ်ထားပါတယ်အများကြီးဒီနဲ့တွေ့ကြအောင်တွေ့ရပါတော့ ွာလုံးချွတ်ပြီးလောင်သွားတဲ့ရွာတွေကိုစက်ကောင်စီကပိတ်ဆို့ထားတာပြန်တော့ဝင်ခွင့်မပေးဘူးပေါ့နော်ပိတ်ပိတ်ထားတာတိတ်ဆဲထားတာပေါ့နော်ဒီကောက်ကိုင်းနဲ့ထိုးပြီးတော့မှဒီကောက်ကိုင်းနဲ့ထိုးပြီးတော့မှကျွန်တော်တို့အဲ့ဒီမှာရွာကြီးတရွာလုံးကိုမိလေးနဲ့ရှုံးပြီးနော်စက်တက်ကပြီးရင်အဲ့လောင်သွားတဲ့ပြာမှုကြီးကိုမိဒီကောက်ကိုင်းနဲ့ထိုးပြီးတော့အဲ့နေရာဒီကိုတချို့နေရာဒီမှာချန်စီယိုးတွေဥဒရိုင်းတွေခက်ပြီးတော့မှစက်တက်ကပေါင်ပိုင်စီးထားတာကိုကျွန်တော်တွေ့ရပါတယ်တချို့နေရာဒီမှာလုံးဝပြူစောတိတွေနဲ့ပိတ်ဆို့ကာရန်ထားတာကိုကျွန်တော်တွေ့ရပါတယ် တကယ်တကယ်တမ်းကြည့်မယ်ဆိုလို့ရှိရင်ငလင်ဘေးနဲ့စစ်ဘေးကစစ်ဘေးကပုံနိုင်မှာအထိနာပါတယ်စစ်ဘေးဟာကုန်းကောက်စီကမကြံ့အောင်ကျွန်တော်တို့ဖြစ်ခဲ့ကြရပါတယ်နော်ဆိုတော့စစ်ဘေးမှာအိမ်ဒီမီးလောင်မီးရှို့လိုက်လို့မီးလောင်သွားတယ်ဘာမှမကြံ့ရခဲ့ဘူးပေါ့နော်ငလင်ဘေးမှာတော့တိုက်တာပြူသွားတယ်ထဲမှာရှိတဲ့ရွှေငွေရတနာနော်ကြောက်တဲ့ဗရမများအားလုံးကကြံ့ရခဲ့တဲ့အခါကျတော့ပိုက်ပိုက်ရှင်တွေအားလုံးကတချို့တော့ဝက်တင်ပြန်ရကြတယ်ပေါ့နော်ဆိုတော့ခံတာပါတယ်ငလင်ဘေးမှာ ငလင်ကိစ္စမှာခံတာပါတယ်ဒါမဲ့မဲအွန်လိုင်းရဲ့စောက်ချင်းရုံမှုမဲအွန်လိုင်းတို့စစ်တက်ခဲ့အကြမ်းဖက်မှုတွေကြောင့်မဟုတ်တော့ပြည်သူတွေအသက်အိုးရင်စီးစင်ကြီးပေးလိုက်ရတာပြန်မရဘူးကွာဟောပြန်မရတော့ပြန်မရတော့ကြည့်ကြပါမြေအောင်ကြည့်ကြပါနှစ်ခုရှင်တွဲတိုင်းမှာဝင်တွဲရင်းတော့ကြည့်ကြပါဒါကြောင့်မို့ငလင်ကိစ္စကြီးကိုအဓိကထားဦးစားပေးပြီးတော့မှတော်လန်ရေးကိုမင်းဖြောက်နေတဲ့အနေထားမျိုးလုပ်နေကြတာကတော့ဒါကိုယ့်ရဲ့ကျမကိုကိုပြန်ထည့်ပြီးတော့မှ เนาะကျွန်မရဲအောင်လုပ်ကြတယ်လို့ကျွန်တော်ကမြင်နေပြကိုတေရင်ကိုတွန်းနေကြတယ်ပေါ့ဗျာเนาะကိုတေရင်ကိုတွန်းနေကြတယ်ပေါ့ဒီလိုကျွန်တော်ကပြောတော့လဲပါခင်ဗျားတို့ကငလင်းဒုက္ခတွေတွေပေါ့အစာနာဘူးထောက်ထားဘူးခင်ဗျားရှီကောရှိနေပါလိမ့်မယ်မဟုတ်ပါဘူးစာနာပါတယ်ထောက်ထားပါတယ်ဒါပေမဲ့နိုင်ငံကကအကူအညီပေးလာအောင်ထိတော့ကျွန်တော်တို့တွေစပီအောင်လုပ်ခဲ့ကြတယ်လူကိုယ်တိုင်လဲပါရုံးငံခဲ့ကြတယ်ပေါ့เนาะကျွန်တော်ပြည်ပရောက်နေမြန်မာနိုင်ငံသားတွေတော်တော်များများကလောက်ကင်ပေးကြပါတယ်ဒါပေမဲ့ဗျာကျွန်တော်တို့မြင်ငလင်းပါ ကြုံတွေ့ရတဲ့သူတွေအားလုံးကတချို့တော့ဝင်ပြန်ရကြတယ်ဗျပြန်ရကြတယ်ဆက်ကြောင့်မူပေးလိုက်ရတဲ့ပြဆက်လိုက်ရတဲ့အသက်နဲ့အိုးအိမ်တွေကပြန်မရဘူးဗျအဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုတော်တော်များများနိုင်ငံရောက်နေမြန်မာနိုင်ငံသားတွေကိုငလင်ဘေးနဲ့ပဲကျွန်တော်တို့အဆုံးတက်တော့မှာလားဒီစစ်ပွဲကြီးကိုခင်ဗျားတို့အာရုံမစိုက်တော့ဘူးလားကျွန်တော်တို့နိုင်ငံရဲ့ကျမကိုကိုကျမကိုဖန်တီးနိုင်အောင်ခင်ဗျားတို့မစွန့်ဆောင်နိုင်ကြတော့ဘူးလားမလုတ်ချင်ကြတော့ဘူးလားကျွန်တော်မေးခွန်းထုတ်ချင်တယ်ပေါ့နော် ဒီတိုင်းကဆက်သွားနေမယ်ဆိုကျွန်တော်တို့အားလုံးလုံးပါပါပြီပေါ့ဗျာနော်ကျွန်တော်တို့အားလုံးလုံးပါပါပြီပေါ့ဘာလဲဗျာမြင်ငလင်လို့တာတကယ်လို့တာဒီအဆောက်အဦတွေကိုပြန်ထည့်ပြီးတော့မှဖြိုဖြစ်ပြီးတော့မှအထက်ကကောင်းတဲ့အလုံးတွေကိုအုတ်ခဲတစ်လုံးကဆက်ပြန်ဖယ်ထုတ်မယ်ဆိုရင်ဆုံးရှုံးမှုကဆုံးရှုံးမှုရဲ့တန်ဖိုးကအဲ့လောက်ကြီးညားနိုင်မယ်လို့တော့မထင်ပါဘူးနော်စစ်ဘေးစစ်ဘေးလောက်တော့ညားနိုင်မယ်လို့ကျွန်တော်မထင်ပါဘူး ငလင်ပေးမှာဒုက္ခတဲ့ဒုက္ခရောက်တဲ့လူဦးရေနည်းနည်းလေးပါဒါပေမဲ့နိုင်ငံတကာမှာအော်တောင်းတင်ဖြစ်ပြီးတော့မှပေါ်ပြူလာဖြစ်သွားနိုင်ငံတကာအတိုင်းဝိုင်းနေရာကူညီပေးလာအောင်ထိရတော့လုံနေကြတာကြီးရတော့အရန်ကိုလွန်ရရောက်ပါလေဗျာနော်လွန်ရရောက်ပါလေတကယ်ဆိုရင်စစ်ရေးကိုအဓိကဦးစားပေးထားရမှာဗျာဆိုတော့အခုဆိုလို့ရှိရင်ဒါမင်းအွန်လိုင်းလက်ထက်ကိုရောက်သွားတဲ့ကယ်ဆယ်ရေးပစ္စည်းနဲ့ပတ်သက်လို့နော်ဘသူတွေများပြန်လေထူထောင်ရေးအတွက်လုံလောက်လောက်နဲ့ပတ်ပန်ပူပူရကြလို့လေဗျာ မဲအောင်လည်းကြီးညာထား10သိန်းနဲ့ဒီတော့ကျွန်တော်ပြောချင်တာကကျွန်တော်လို့ပြောလို့ခင်ဗျားတို့ကလူသားချင်းမဆန်တာဘူးလို့ခင်ဗျားထင်အောင်ထင်ပါလိမ့်မယ်ငလျင်မှာပြစ်စီတော့လို့ဆုံးရှုံးတဲ့တန်ဖိုးတွေကမများလာဘူးဗျာခင်ဗျားတို့ပြန်ရတယ်နော်မြင်ဝင်ကြည့်ပါခင်ဗျားတို့မီဒီယာတွေမှာဝင်ကြည့်လိုက်တိုက်တာပြူသွားတယ်အထက်မှာလောက်ဝေးကျင်တာပြစ်စီတွေရွှေငွေကြောက်တံပြညာအားလုံးကပိုင်ရှင်တွေပြန်ရကြတာပဲဗျာအဲ့တော့တို့နန်းလန်းထူနိုင်နေဗျာအဲ့လောက်ကြီးအခက်ခဲမရောက်သွားဘူးပေါ့နော်တကယ်တကယ်တမ်းအခက်ခဲရောက်သွားတာက ကျွန်တော်တို့27ကနေစကြတဲ့ညူဒေါ်လာရင်းမှာကြုံတွေ့ခဲ့ရတဲ့ခံစားခဲ့ကြရတဲ့ပြည်သူတွေစစ်ဘေးကိုခံစားခဲ့ကြရတဲ့ပြည်သူတွေဘာမှကိုမရတော့တာဗျာ နော်ဘာမှကိုမရတာပါဘာကုန်းကောက်စရာကိုမရှိတော့တာပါစစ်တပ်ကမိတိုက်ထားတဲ့ရွာတွေဆိုလို့ရှိရင်အကုန်လုံးညီကောကားနဲ့ထုံတန်ရှင်းတွေတုတ်ထဲမှာခြံခက်စရက်တိုင်းတွေခက်ပြီးတော့မှအချို့နေရာကြီးဆိုရင်ပြည်စောထွေးတွေနဲ့တောင်မှပိတ်ပင်ထားတာရှိပါတယ်တော်တော်များများနေဒီဘက်မှာတော်တော်များမြို့ကြီးတွေမှာတော်တော်များမြို့ပေါ်ကအိမ်တွေတိုက်တွေမှာအဲ့လိုမျိုးတွေလှုပ်ထားတာဖြစ်တဲ့အတွက်ဒါရီယာ ပူတဲ့ကိုယ်ပေါက်စီရမရအောင်ပူတဲ့ဒုက္ခရောက်ပါတယ်နော်မြင်းကလေးနဲ့ပူတဲ့ဒုက္ခရောက်ပါတယ်မြင်းကလေးမှာတေကြရတယ်လို့ကျွန်တော်စက်ကောင်စီနဲ့ပြစ်တဲ့ဒီအကျဲပဲစစ်တက်ကရက်စက်ရုပ်မှမှုစစ်ပွဲကြီးမှာလည်းပါကျွန်တော်တို့ပြည်သူတွေတေကြရပါတယ်ဒါကြောင့်မို့ခင်ဗျားတို့ဒီမြင်းကလေးကိစ္စကြီးဟိုတာဥစားပေးထည်ပြီးတော့မှသွားနိုင်မယ်ဆိုရင်တော့စစ်ပွဲကြီးဒီတိုင်းပဲကျွန်တော်တို့တွားနေတဲ့နိုင်ငံတစ်ခုရဲ့ဒီမိုကရေစီဖက်တွေရရှိဖို့အတွက်စနစ်တည်ပြောင်းဖို့အတွက်တွားနေတဲ့လမ်းကြောင်းကြီးကိုခင်ဗျားတို့မေ့ချင်ရခဲ့မယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့တတ်တက်လုံးတေတဲ့အထိနယ်လန်ထုံနိုင်မှာမဟုတ်ပါဘူးစက်ကောင်စီရဲ့အောက်မှာပဲခင်ဗျားတို့ဒီလိုပဲခင်ဗျားတို့ထပ်ပြီးတော့မှခန်းစားနေကြရမှာပါ တကယ်လို့ကပြန်လဲထူထောင်ရေးကာလနဲ့အင်ဂျီအစိုးရအတော့မဟုတ်ရင်ကျွန်တော်တိုင်းသားအရာဦးတွေစိုးမိုးတဲ့နိုင်ငံတစ်ခုဖြစ်သွားခဲ့မယ်ဒီမိုဆက်ဖက်တွေပြီးသွားတဲ့နိုင်ငံတစ်ခုဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ခင်ဗျားတို့နေချင်းကြချင်းဒီနေ့ပြူသွားမနေ့ပြန်တိုက်ပြန်ဆောက်လို့ရတဲ့အနေအထားမျိုးမှာရှိပါတယ်ဆိုတော့ဒါကိုခင်ဗျားတို့ကလက်လူရှုထိပ်ပြီးတော့ခင်ဗျားတို့အခုလက်ရှိငင်းငလင်ကိစ္စကိုပဲခင်ဗျားတို့လုံးမဲမဲနေမယ်ဆိုလို့ရှိရင်တော့ဒါခင်ဗျားတို့ရဲ့အနာကခင်ဗျားတို့ရဲ့ဘဝကိုခင်ဗျားတို့တိတ်ထွန်းပြန်ခင်ဗျားတို့ကလည်းပြန်တူးတာပဲဗျပြန်တူးတာပဲ ျွန်တော်အာမေဖြစ်စီခြင်းကျွန်တော်အာမေပေးဘူးဗျာနော်ကျွန်တော်အာမေပါဘူးကျွန်တော်လူသားချင်းမဆန်တာဘူးလို့ထင်ချင်တယ်ထင်ပါဒါမှဖြစ်တဲ့ကိစ္စတစ်ခုပါနော်မဖြစ်တဲ့ကိစ္စတစ်ခုပါမဖြစ်လို့လဲဆိုတော့မင်းအွန်လိုင်းတို့လက်ထက်ကိုရောက်သွားတယ်ကင်ဆယ်ပစ္စည်းတောင်မှခင်ဗျာမင်းအွန်လိုင်းတို့ကချမပေးခဲ့ရင်ခင်ဗျာတို့ဒီတိုင်းဘာဆက်လုပ်နေကြတော့မှာလဲနော်ဒီမြင်းငလင်ပဲခင်ဗျာတို့လုံးနေကြတော့မှာလားအမှန်ခင်ဗျာတို့လုံးရမှာမြင်းငလင်မဟုတ်ဘူးဗျာဒီຫນွေဥတော်လဲယူအပိတက်တိုက်နိုင်အောင်ခင်ဗျာတို့လုံးကြရမှာခင်ဗျာတို့စပိုတင်လုပ်ပေးရမှာကုညီပန့်ဖို့ပေးရမှာဒါမှလား ကျွန်တော်တို့ကနောင်ဖြစ်လာမဲ့တဘောကဘေးအန္တရာယ်ကျွန်တော်တို့ကြက်ညံရင်ဆိုင်ကြက်ညံခံရရင်ဆိုင်နိုင်မှာပေါ့ဗျာနော်နိုင်ငံတကာကလည်းပေါ့ကုညီပေးလာတာတွေကိုထိထိရောက်နေပတ်မှုပေးနိုင်မှာပေါ့ခုကြတော့စက်ကောင်စီကအားလုံးလက်ဖွားကြီးအုပ်လိုက်တယ်ဒါကျွန်တော်အဲ့ဒီနေ့လဲဆိုကျွန်တော်ပြောပါတယ်ခင်ဗျားတို့နော်နိုင်ငံတကာကနေမှမြန်မာပြည်တော့ဝင်ရောက်ထဲမှာကယ်ဆယ်ရေးတွေလီယံဘောကနေချနေတဲ့အချိန်မှာကျွန်တော်ပြောပါပြီကျွန်တော်လိုက်လွန်တယ်ကျွန်တော်ပြောခဲ့ပါပြီဆိုတော့ဗျာခင်ဗျားညီငွေကြတဲ့တော့ဒီငလင်ကိစ္စကြီးပဲခေါင်းထဲမှာထည့်နေကြတယ်တော့ခင်ဗျားတို့နော်ဖြစ်ပြီးသားလည်းဖြစ်ပြီးသွားပြီပေါ့နော်ထက်လည်းဖြစ်အောင်ပါထက်လည်းဖြစ်အောင်ပါနော်ငလင်ကျောပေါ်မှာရောက်နေတော့ကဘာရဲ့ကဘာဦး ချက်ချင်းခွဲလိုက်တဲ့အခါမှာကျွန်တော်တို့မြောက်ဖက်ချမ်းပေါ်မှာရောက်သွားတဲ့အခါကျဒီမြောက်ဖက်ချမ်းတစ်ချမ်းလုံးကနှိမ့်သွားတာဗျ။ရှင်းပြောလို့ရှိရင်၈ပေလောက်ထိနှိမ့်သွားနှိမ့်သွားတယ်ဗောနော။အဲ၈မီတာလောက်ထိနှိမ့်သွားတယ်ဗော။နော်။မြောက်ဖက်တစ်ချမ်းလုံးကဘာမြည်ကြည့်မြောက်ဖက်တစ်ချမ်းလုံးက၈မီတာလောက်ထိနှိမ့်သွားတယ်ဗောနော်။ဒါကြောင့်မလို့ပင်လယ်ရေပြင်ကရင်းမြစ်နာပြင်တွေကကျွန်တော်တို့မြေပေါ်ကနေမှထိုးပေါက်ပြီးတော့မှမြေကြီးပေါ်မှာရှင်ထွက်လာတဲ့အနေအထားတွေရောက်လာတာဗောနော်။ဆိုတော့ဘာဖြစ်ဖြစ်ဗျ။ကျွန်တော်တို့အခုလက်လက်ရှိကျွန်တော်တို့ကတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကတော့ကြံကြံပြုတ်ကြံတာကတော့တော်လိုင်းကြီးကိုပဲဆက်သွားကြပါ။တော်လိုင်းကြီးကိုပဲအမြင်ပြီးတတ်အောင်ကျွန်တော်တို့လုပ်ကြပါ။ ကျွန်တော်ငလင်းရင်မှာခံစားရတာဟုတ်ဆက်ဘေးရှောင်နေရောကျွန်တော်ဆက်ပွဲမှာခံစားရတဲ့ပြည်သူတွေရောအားလုံးကိုပြန်လဲထူထောင်ရေးကာလတွေကိုဆွဲခေါ်ဖို့အတွက်ကိုကျွန်တော်တို့ဒီဒေါ်လာရေးကိုအမြန်ပြီးအပ်ဖို့လိုပါတယ်နိုင်ငံတကာကကူညီပံ့ပိုးမှုတွေကိုအပြည့်အဝရရှိဖို့အတွက်ကိုကျွန်တော်တို့ဒီဒေါ်လာရေးကိုပြီးဆုံးအောင်ကျွန်တော်တို့ကဖို့လိုပါတယ်ဒါမှသာနေရင်ကျွန်တော်တို့တွေကနော်နိုင်ငံတကာရဲ့အကူအညီလည်းရမယ်နောက်ထပ်နိုင်ငံထဲမှာလည်းပါကျွန်တော်ဖွံ့ဖြိုးတိုးတက်လာမယ်ပြန်လဲထူထောင်ကာလတွေကျွန်တော်ချိတ်ဆက်ပြန်လုပ်နိုင်လာမယ်နော်ကျွန်တော်တို့မှာဥပဒေတွေကိုချက်ချက်နန်းနားနဲ့ကျွန်တော်ချက်ချက်မဲ့မဲ့အနေနဲ့ကျွန်တော်ပြန်ထဲမှာအကောင့်တွေဖော်နိုင်လာမယ်ပေါ့နော်အခုကခင်ဗျာကြည့်ကြည့်ပါငါတို့တေချာစဉ်းစားပါငလျင်လှုပ်သွားလို့ အိမ်နာပြူသွားတယ်အိမ်ထဲမှာကြံရိုက်ခဲ့တဲ့ကြောက်တံပလင်းများရွှေငွေရတနာပစ္စည်းအားလုံးကသူတို့ပြန်ရတယ်ဗျသူတို့ပြန်ထိတ်မှဥမျက်ချနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့စစ်ဘေးမှာခံခဲ့ရတဲ့ကျွန်တော်ပြည်သူလူထုရဲ့နော်အိုးအိမ်စီးစင်နေတဲ့အသက်တွေကတော့ကျွန်တော်ပြန်မရတော့ပါဘူးနော်ပြီးတော့ကြံရိုက်ခဲ့တဲ့မြေရဆဝင်းနေရဆကျွန်တော်ပြန်ရဖို့ပြုံးလင်းချက်တကယ်လို့စစ်ကောင်စီအာဏာသိမ်းနေဦးမယ်ဆိုကျွန်တော်ပြန်ရဖို့တရားရခိုင်လို့လုံးဝမရှိပါဘူးနော်အခုဆိုလို့ရှိရင်ယွာရီမိတိုက်ထားတဲ့ယွာရီမှာမြေကော်ကားနဲ့ဆက်ကောင်စီကမြေကြီးထိုးလှမ်းပြပုံတွေထိုးလှမ်းပြီးတော့မှအဲ့ဒီနေရာကိုချန်စီကတ်ထိမ့်မှ နော်ဘယ်သူမှဝင်ခွင့်မပြုတော့တာဒီနောက်တစ်ခါကျွန်တော်တို့ပြည်စောထီးထီးချပြီးတော့မှအာမတက်ရှင်းလို့ရသေးတဲ့ခြေရွာဒီမှာနော်နေဒီမှာပြည်စောထီးထီးချပြီးတော့မှဒါကြီးကိုဘယ်သူမှဝင်ခွင့်မပြုတော့ရေးအိမ်ပိုက်ရှင်တွေတော့ဝင်ခွင့်မရတာပေါ့နော်အဲ့လိုမျိုးနေထားရှိနေရပေါ့ဆိုတော့ဒေချာလေးတွေတုံးတက်စီကြပါတယ်ဒေချာလေးတွေနှိုင်းရှင်ထည့်ပြီးတော့မှကျွန်တော်တို့ဖြစ်တဲ့ဖြစ်တိုက်တာကိုအရင်ဦးစားပေးတဲ့ဖြစ်အောင်ကျွန်တော်တို့လှုပ်စီကြပါတယ်နော်အခုကခင်ဗျားတို့သွားနေတာစောက်တလွဲတွေပြတားပြီနော်တားပြီလွဲသွားပြီခင်ဗျားတို့ ဒါမဖြစ်တင်ဘူးဗျာနော်မဖြစ်တင်ဘူးအခုမဲအွန်လိုင်းကိုလာထည့်ပြီးတော့မှပံ့ပိုးပေးကြတဲ့နိုင်ငံတကာအတိုင်းအဝန်ကိုလည်းပါခင်ဗျားကြည့်ကြည့်လိုက်လာပေးတဲ့မဲအွန်လိုင်းတို့ပဲပေးတော့တယ်ခင်ဗျားကျွန်တော်တို့မြေမြေမှာခန်းစားရဒုက္ခတွေလက်ထက်မရောက်ပါဘူးအဲ့တော့ကျွန်တော်ကပြန်ထိတ်မှတော့တနည်းလန်းတခြားတစ်ဖက်တလန်းနေမှကျွန်တော်တွေးကြည့်လိုက်တယ်ပေါ့ဩတကယ်တကယ်ကျတော့ဒီနိုင်ငံนี่ဒီလာထည့်မှကဲကြိုင်းပစ္စည်းပေးတဲ့နိုင်ငံတွေကမဲအွန်လိုင်းတို့ရိတ်ခါပြတ်တော့မှာပေါ့မပြတ်အောင်လို့လာတဲ့ကူညီပံ့ပိုးပေးတယ်ငါတို့ပြည်သူတွေကိုတတ်ဖို့အတွက်သူကတွန်းအားပေးနေတယ်လို့တော့မှကျွန်တော်မြင်ပါတယ်ဒါကျွန်တော်စိတ်ရိုင်းနေကျွန်တော်ပြောတာပါနော်တကယ်လို့ဒါသူတို့တွေက တကယ်တမာရိုးကြစိတ်နဲ့ဒါကျွန်တော်တို့ပြည်သူတွေကုညီခဲ့ကျူကူညီချင်ခဲ့မယ်ဆိုလို့ရှိရင်မဲအွန်လိုင်းတို့လက်ထက်ကိုဒီကိစ္စပြည်စီတွေထိုးထည့်စရာမလိုဘူးဗျသူကိုယ်တိုင်မြေပြင်မှာဝင်ရောက်ပြီးတော့မှပေးတက်နေပေါ့နော်အခုကြတော့မဲအွန်လိုင်းကလက်ဖွဲကြီးအုပ်ထဲယူထားလိုက်တယ်ပြီးအင်တော်တစုကို70သိန်းလောက်နဲ့ရှင်းနဲ့ခိုင်းတယ်ဆိုတော့ဒါကမဖြစ်နိုင်တဲ့ကိစ္စတခုမဖြစ်နိုင်တဲ့ကိစ္စတခုဒါကြောင့်မို့ခင်ဗျားတို့ကြိုက်တယ်လို့မြင်လို့ရတယ်ကျွန်တော်ကတော့ငလျင်ဘေးကိုအဲ့လောက်ကြီးဦးစားပေးစီခြင်းဘူးငလျင်ဘေးမှာဒုက္ခရောက်ခဲ့တဲ့ပြည်သူအားလုံးတေတာတော့တေကြပြီဗျာကျွန်တော်နေဦးတော်လိုင်းမှာလည်းတေကြတာပဲဒါပေမဲ့ ငလင်ပေးမှာဒုက္ခရောက်ခဲ့တဲ့ပြည်သူအားလုံးကသူတို့ကြံရိုက်ခဲ့တဲ့ရှင်ငွေကြောက်တဲ့ဗရမများနော်အားလုံးကိုသူတို့ပြန်လဲရရှိတဲ့အတွက်သူတို့မှနလန်ထုံနိုင်ပါတယ်အဲ့လောက်ကြီးစက်ဘေးလောက်ဒုက္ခမရောက်ပါဘူးနော်စက်ဘေးလောက်ဒုက္ခမရောက်ပါဘူးတကယ်တကယ်လည်းစက်ဘေးလောက်ဒုက္ခတကယ်တကယ်လည်းဒုက္ခရောက်တာကျွန်တော်တို့စက်ဘေးပါစက်ဘေးပါဘာမှကုန်းကောက်ဆရာမကြံဘူးရောက်ခဲ့ကြတာပါဘာတရားတစ်ချက်မှမရအောင်ရောက်ခဲ့ကြရတာပါဒါကြောင့်မို့စက်ဘေးဘေးကိုစက်ဘေးကိုပဲကျွန်တော်တို့နော်ကျွန်တော်ပြောချင်တာကဗျာတော်လန်ကြီးကိုပဲကျွန်တော်တို့ စဉ်းစားကြပါတော်လင်ရုပ်ပဲပြည့်ပြတ်အောင်လုပ်ကြပါဒါပဲကျွန်တော်တိုက်တွန်းနေတယ်ဒီတိုင်းနာခင်ဗျားတို့တွေငလျင်ကိစ္စဟိုတာပေါ်ပြူလာဖြစ်အောင်လုပ်ပြီးတော့မှနိုင်ငံတကာအတိုင်းဝိုင်းနေရှိမှခင်ဗျားတို့မင်တာလုပ်ပြနေမင်တာလုပ်ပြနေမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကိုယ်တည်ရင်းကိုတူရတယ်အတူတူပဲဗျခင်ဗျားတို့ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူးခင်ဗျားတို့နောက်ဖြစ်လာမဲ့တပါဘေးအနေကိုတော့မှခင်ဗျားတို့ရင်ဆိုင်ဖို့အတွက်ပူထိပ်ပြီးတော့မှခက်ခဲသွားမယ်ပေါ့နော်ဘာဖြစ်လို့လဲနိုင်ငံတကာကလည်းဒီနေ့မင်းအောင်လည်းလုပ်လိုက်တဲ့စောက်ကျင်ကြီးကိုနိုင်ငံတကာအတိုင်းဝိုင်းနဲ့တိသွားပြီအဲ့တော့နောက်တစ်ချိန်မှများဒီစစ်ကောင်စီအမြဲတမ်းအတွင်းရှိတဲ့အာဏာထိန်းသိမ်းနိုင်ဦးမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ပြည်သူတွေနောက်လာမဲ့ကျွန်တော်တို့တဘာဝဘေးအန္တရာယ်မှာကုညီကယ်ဆယ်ရေးနော်အဖွဲ့တွေကိုမမြုံလက်မနဲ့တော့လို့မဖြစ်လဲဆိုတော့အားလုံးချင်သွားပြီဗျာနော်အားလုံးချင်သွားပြီခင်ဗျားတို့အဲ့တော့ခင်ဗျားသိဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ပြည်ပရောက်နေမြန်မာနိုင်ငံသားတွေရောပြည်တော်ရှိတဲ့မြန်မာနိုင်ငံသားတွေရောကိုယ်ထီမှာကိုထကိုခံရတာကိုကိုသိနေကြတဲ့လူတွေအားလုံးကိုကျွန်တော်ပြောချင်တာကငြိမ်ငြိမ်ကြပါနဲ့အားလုံးစီစီလုံးလုံးနဲ့ကျွန်တော်တို့တော်လိုင်းကြီးကိုဝင်ပါကြပါကုညီပံ့ပိုးပေးကြပါဒါမှသာလျှင်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့လူကျင်တဲ့ပုံစံကိုသွင်းပြီးတော့မှကျွန်တော်တို့ပြည်ထောင်ထူထောင်ရေးကာလမှာခင်ဗျားတို့လူ ယ်လျင်မှာဒုက္ခရောက်တဲ့သူရောစစ်ပွဲမှာဒုက္ခရောက်တဲ့ပြည်သူရောကျွန်တော်တို့တွေပြန်ထိုင်မှပြန်လဲထူထောင်ရေးကိုဆွဲခေါ်နိုင်မှာပါလို့မဆိုခင်ဗျားတို့ပြန်လဲထူထောင်ရေးဘွားတော့ခင်ဗျားတို့ဘယ်နားမှာမှန်းအောင်မသိပါဘူးနော်ဘယ်နားမှာဥညချလို့ဘယ်မှာခြေချရမှန်းအောင်ခင်ဗျားတို့သိမှာမဟုတ်ပါဘူးနော်အဲ့ဒီတော့မဖြစ်စေချင်ဘူးလိုင်းပေါ်မှာမြင်ချင်ဘူးကျွန်တော်ကတော့အဲကျွန်တော်ဆန္ဒနဲ့ကျွန်တော်ပြောတာခင်ဗျားတို့မြင်ငလင်ကိစ္စနဲ့အလူခံတာတွေနော်ကျွန်တော်မကြိုက်ပါဘူးနော်ကျွန်တော်မကြိုက်ပါဘူးထားလိုက်ပါမြင်ငလင်ကိစ္စကိုထားလိုက်ပါဒုက္ခရောက်နေပြည်သူတွေဆက်ထိုင်မှဒုက္ခရောက်ကြပါစေ နော်အဲအဲ့ဒါကိုမင်းအောင်လိုင်းကကျွေးမွေးမယ်ဆိုတော့ကျွေးမွေးပေါ့ဗျာမကျွေးမွေးရင်တော့ဒါဆက်တဲ့ဒုက္ခရောက်တဲ့ဘက်ခဏလေးခံလိုက်ကြပါအားလုံးတော်လိုင်းဘက်ကိုပြန်လေးဥမဥလဲကြပါစုနော်တော်လိုင်းဘက်ကိုဥလဲကြပါစုမြင်းကလေးကလူကြီးကငက်ထိုင်မှတော့တေးစရာကြောင်းတော့မရှိပါဘူးကိုယ်နိုင်ငံထဲမှာနေတဲ့ခါကျတော့အခုလဲဆက်ကောင်စီကနိုင်ငံတကာကပေးလာတဲ့အကူအညီတွေကိုချပါမယ်ပေးတာ ကိုပြည်သူနဲ့ကိုပြည်သူကပြည်သူပြန်ကျွေးနေရတဲ့အနေထားလေပြည်သူကပြည်သူပြန်ထဲဆောက်ရှောက်နေတဲ့ဆောက်ရှောက်နေရတဲ့အနေထားနောက်ထပ်ငလင်တခံစားရတဲ့ပြည်သူတွေဘယ်မှာများလုံခြုံမှုငြိမ်းချမ်းမှုရှိလို့လဲမဲအောင်ဘာလုပ်ပေးထားလို့လဲသူခေါင်းဆောင်ဆိုလို့ရှိရင်တော့ဒါကိုနိုင်ငံသားတွေကိုတကယ်ဆိုရင်ဒီလိုမျိုးဒုက္ခရောက်နေတာတဘာကပ်ပြီးဆိုက်နေတာသူ့အနေနဲ့ဗျာနော်ပြည်ပေါင်းပေါ်မှာအိတ်နေတဲ့ပြည်သူတွေကိုတကယ်အဆောင်တန်းရတွေကိုပေးတင်တာဗောဟုတ်တယ်မလားခုကြတော့ဒါမျိုးလည်းမလုပ်ဩလက်မိတ်မှာအိတ်နေတော့မအိတ်ရဘူးဆိုမှမောင်းကထုတ်သေးတယ်နော်ဒါတွေက ခင်ဗျားတို့စက်ထိုင်မှမတော်လန်တော့ဘူးဆိုတော့ဒီတိုင်းပဲခင်ဗျားတို့တက်တက်လုံးကုသိုလ်ရင်းကုသိုလ်နဲ့ခင်ဗျားတို့ခံစားကြရမှာပဲနော်ခံစားကြရမှာပဲကျွန်တော်တော့ပဲပြောချင်တယ်ဗျအဲ့တော့စဉ်အစင်းစားချစ်ညီတဲ့ပြီးတော့ခင်ဗျားတို့တုံးတက်ကြပါဘေးကဥစားပေးတယ်လေခင်ဗျားငလင်းဘေးကဥစားပေးတယ်နော်ဒါမှမဟုတ်တော့လည်းဥစားပေးတယ်နော်တေချာစဉ်းစားပါအစကောင်းမှအနောင်တေချာနော်အစမကောင်းရင်အနောင်မတေချာပါဘူးဒါကိုကျွန်တော်ခင်ဗျားတို့သိပေးခြင်းတယ်ခုခင်ဗျားတို့ကအစမကောင်းဘူးနော်အနောင်လည်းတေချာမှာမဟုတ်ဘူးခင်ဗျားတို့ရဲ့အစကိုပြန်ပြောင်းထိုင်မှစကြည့်ပါအစကောင်းတော့အောင်နော်ဒါဆိုလို့ရှိရင်ခင်ဗျားတို့လာမယ့်အနာဂတ် နော်ခင်ဗျားတို့ရဲ့အနောက်အစကောင်းအနောက်တိတ်ချာမှာပေါ့နော်လာမယ့်အနာဂတ်ခင်ဗျားတို့ရဲ့ဘဝခင်ဗျားတို့မိသားစုဒါတွေကပုံထက်တိတ်ချာလာမှာပေါ့အဲခုနေချိန်မှာတော့ခင်ဗျားတို့ဒီဒီလိုမျိုးကြီးသွားနေတာကတော့ဒါပူဆိုးပါတယ်ခုအချင်းကိုကူတူးနေရတယ်လို့ပါပဲနော်သိဖို့အတွက်ကျွန်တော်အဲ့လိုပဲပြောချင်ပါတယ်တော်တော်များများကတော့တော်တော်များများကတော့ဒီငလင်ကိစ္စကိုပဲခေါင်းထဲမှာထားကြတယ်စပွေးယူလို့မိသွားကြပြီပေါ့နော်ဖြစ်တဲ့သလားပေါ့ဗျာဖြစ်တယ်မဟုတ်ဗျာနော်ဖြစ်တယ်မဟုတ်ခင်ဗျားတို့မလုပ်ကြပါနဲ့စပွဲကိုစပွဲနဲ့တူအောင်ခင်ဗျားတို့သွားနိုင်အောင်ကြိုးစားကြပါစပိုတင်လုပ်ပေးကြပါငလင်ရင်ဆိုတာခင်ဗျားတို့ထည့်အတွက်စီအကြောင်းကိုမရှိတာဗျာ နော်ငလျင်အခုဖြစ်နေကြုံတွေ့ခန်းစားနေကြရတဲ့ပြည်သူတွေအားလုံးကိုကျွန်တော်တို့ဒီတော်လိုင်းကြီးကိုအပိသက်တိုက်နိုင်မယ်ဆိုကျွန်တော်တို့တရားရခိုင်တို့အပြည့်ဝကူညီပေးလို့ရတယ်နိုင်ငံတကာလည်းပါဒါတွေအားလုံးကိုစောင့်ကြည့်နေပြီသားနော်ကူညီပေးဖို့အတွက်စောင့်ဆိုင်နေကြပြီကျွန်တော်တို့ကနော်လွန်လွန်းနေဗျာနော်လွန်လွန်းနေနော်စဉ်းစားကြပါသုံးသပ်ကြပါကျေးဇူးများ